ုံးပဲမင်္ဂလာပါရှင်။အောက်တိုဘာလ20ရက်နေ့ကနေအောက်တိုဘာလ26ရက်နေ့အတွင်းနေ့အလိုက်ဆောင်ရင်ရှောင်းရံနေကိုကျမပြောပါမယ်။เนาะဒီကာလမှာစူးမိုးတဲ့ခန်းန်းတွေကိုကျမအရင်ပြောပါဦးမယ်။အောက်တိုဘာလเนาะအဲ20အာအောက်တိုဘာလ20ရက်နေ့ကနေ26ရက်နေ့အတွင်းမှာစူးမိုးတဲ့ခန်းန်းတွေကိုကျမပြောပါမယ်။စူးမိုးတဲ့ခန်းန်းတွေကတော့ကိုးခန်းန်း9ခန်းန်း ၄ခဏ၊၉ခဏ၊ခုနှစ်ခဏ၊၄ခဏစိုးမိုးပါတယ်။၉ခဏ၊ခုနှစ်ခဏ၄ခဏစိုးမိုးပါတယ်။နော်နောက်တစ်ခုနောက်သူကတော့ဒါအရန်စိုးမိုးတာတော့မဟုတ်ဘူးဒါပေမဲ့နော်ဒါလည်းထည့်အတွက်ဖို့လိုပါတယ်။အဲ့တော့အဲ့ဒါကဘယ်ခဏလဲလို့ပြောရင်၃ခဏ၃ခဏနော်အဲ့တော့ကိုကထီထိုးမယ်ဆိုလို့ရှိရင် ထီထွန်းရင်ကျွန်မတခုပြောမယ်နော်ထီထွန်းမယ်ဆိုရင်ကိုယ့်ရဲ့မွေးကနန်းမွေးကနန်းဆိုတာကဘာလဲလို့ပြောရင်15ရက်နေမှာမွေးတဲ့လူက6ကနန်းအဲ့ဒါမွေးကနန်းနော်ကိုယ့်ရဲ့မွေးကနန်းရဲ့နံပါတ်1ကကိုယ့်ရဲ့မွေးကနန်းဥမာ15ရက်နေမွေးတယ်ဆိုရင်တလုံးကနန်းတစ်ခုလည်းဖြစ်အောင်ပေါင်းလိုက်15ရက်နေဆိုတော့1နဲ့9နဲ့ပေါင်းတော့6ကနန်းဟုတ်ပြီနော်အဲ့ဒါကိုယ့်ရဲ့မွေးကနန်းအဲ့ဒီမွေးကနန်းကိုထီနံပါတ်တွေအကုန်လုံးပေါင်းကြည့်ပေါင်းကြည့်လို့ကိုယ့်ရဲ့မွေးကနန်းရတယ်ဆိုရင်အဲ့ဒီထီကကိုယ့်အတွက်ထိုးလိုက်တဲ့ထီအဲ့ဒါကိုထိုးလို့ရတယ်နော်နောက်တစ်ချက်ကကြတော့နော် ကိုယ့်ရဲ့မွေးတဲ့မွေးနေ့တွေမွေးရက်တွေမွေးလတွေခုနှစ်တွေတစ်ခုလုံးအကုန်ပေါင်းလိုက်နော်ပေါင်းလိုက်တဲ့အခါကျရင်နောက်ဆုံးကဏ္ဍတစ်လုံးထဲထိရအောင်ပေါင်းနော်အဲ့နောက်ဆုံးကဏ္ဍတစ်လုံးထဲထိရတဲ့ကဏ္ဍဟာကိုယ့်အတွက်ကဏ္ဍအဲ့တော့လူတယောက်မှာကဏ္ဍနှလုံးရှိမယ်ပထမတစ်လုံးကကိုယ့်မွေးနေ့ကိုပေါင်းတဲ့ကဏ္ဍနော်အဲ့တော့ရှစ်ရက်နေ့မွေးတဲ့လူဆို၈ကဏ္ဍနော်၈ရက်နေ့၈လ1988ရက်မှာမွေးတဲ့လူဆိုရင်၈ရက် မွေးနေ့ရှိရဲမွေးလာရှိရဲ1988ရဲအကုန်လုံးပေါင်းအကုန်လုံးပေါင်းပြီးရလာတဲ့ဂဏန်းတစ်လုံးနဲ့ရလာလိမ့်မယ်အဲ့ဒီဂဏန်းဟာကိုယ့်အတွက်ဂဏန်းပဲပေါ့နော်အဲ့တော့ထီပေါက်ချင်တဲ့လူတွေနော်ထီထိုးချင်တဲ့လူတွေကြာရင်အဲ့လိုမျိုးကိုယ့်ရဲ့မွေးနေ့ဂဏန်းရဲ့ခုနှစ်တစ်ခုလုံးပေါင်းပြီးတော့နော်ရနိုင်တဲ့ဂဏန်းရဲ့ဒါကိုကိုကထီပေါက်ဆင်မှာထီပေါက်ဆင်ကထီဂဏန်းကြီးအကုန်လုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့ ကိုယ့်ရဲ့ခဏန်းဖြစ်နေတယ်ဆိုရင်အဲ့ဒီထီဟာကိုထိုးစင်းတဲ့ထီပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းမှာထီပေါက်နိုင်သောကံနဲ့ဘယ်ဘယ်လတွေမှာထီပေါက်နိုင်သောကံကလူတိုင်းမှာမရှိဘူးနော်တချို့လူတွေမှာထီပေါက်နိုင်သောကံကမွေးလာခဲ့ပြီးကလေးကပါလာခဲ့ပြီးသားနော်အဲ့တော့ ဘယ်လတွေမှာထိပေါက်နိုင်တယ်လဲဆိုတာတော့လူတိုင်းမှာရှိတယ်ဘယ်နှခုနှစ်မှာဘယ်အသက်အပိုင်းခြားမှာထိပေါက်နိုင်တယ်လဲဆိုတာဘေးဒင်နဲ့တွက်လို့ရတယ်နော်ဟာဒီဘုံဒီသက်သက်မှာထိပေါက်ကိန်းရှိမရှိဆိုတာလေဘေးဒင်ကတွက်လို့ရတယ်ပေါ့နော်အဲ့တော့ဟိုဒါကကျမဟိုဒါဗဟုသုတအနေနဲ့ပြောတာကိုယ့်ရဲ့မွေးကနန်းကိုမှတ်ထားပြီးတော့ထိထိုးရင်လေဒါဟာကောင်းတယ်ကိုယ့်အတွက်ကောင်းတယ်ပေါ့နော်ထီတယ်မဟုတ်ဘူးကိုယ့်ရဲ့ကိုဝယ်မဲ့အိမ်နံပါတ်တို့နော်ကားနံပါတ်တို့ဆိုရင်ကိုယ့်နံပါတ်ကလေးတွေဆိုရင်တော့ကိုယ့်အတွက်အကျိုးပေးတယ်ပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်မဆက်ပြီးတော့ပြောပါမယ်အော်တိုဘားလာ20ရက်နေ့ပေါ့နော်အော်တိုဘားလာ20ရက်နေ့ကိုစပြီးတော့ကျွန်မပြောပါမယ်အော်တိုဘားလာ20ရက်နေ့ကအာပြောမယ်ဆိုရင်ဝစီယယုတ်နဲ့မုခယုတ်ရတဲ့နေ့ဖြစ်တယ်ဝစီယယုတ်ဆိုတာကတော့ဆုံးပျက်စီးဆုံးရှုံးခြင်းကိုဖြစ်စေတဲ့ယုတ်ပါနော်အဲမု မူကယုတ်ကကြတော့သူကဒါလည်းတိတ်ကောင်းတဲ့ယုတ်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အောက်တိုဘာလ20ရက်နေ့ကသူကညချမ်းနယ်ထဲမှာတော့ပါတယ်နော်အသင့်တင့်ချမ်းနယ်အရန်ကြီးချမ်းနယ်နေတော့မဟုတ်ဘူးအသင့်တင့်ချမ်းနယ်ထဲမှာပါပါတယ်ဘာကြောင့်လဲဆိုတော့ဝစီရယုတ်နဲ့နော်မူကယုတ်ဆိုတာကလူတွေကိုထိခိုက်စေတဲ့ယုတ်ဖြစ်တယ်ကောင်းကျိုးမရှိတဲ့ယုတ်ပေါ့နော်အဲ့တော့ရှောင်းရံအမောင်ကာလကတော့မနက်2နာရီနော်မနက်3:00နာရီကနေမနက်2နာရီတွင် အမောင်ကာလဖြစ်သလိုမနက်9နာရီကနေပြီးတော့9နာရီ17မိနစ်ကနေပြီးတော့ည12နာရီအတွင်းလဲအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလမှာကိုကကိုရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက်ကတော့ جماعه ကတော့ရှောင်စေချင်ပါတယ်ဒီလိုကာလမှာကိုကကုသိုလ်ရေးတွေကိုပို့ပြီးတော့လှုပ်စေချင်ပါတယ်ပြန်ဖွင့်လက်ဖွင့်စေတဲ့အရာကတော့ အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရက်ဖြစ်ပါတယ်ရွပွားပူစွားမဲ့ခါတာကတော့ဇရဏတုံနဲ့ဘောစင်တုံဖြစ်ပါတယ်လူဒန်းမယ်ဆိုလို့ရှိရင်တော့နော်2025တနှစ်လုံးမှာနဝင်းဆုံးကအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့နဝင်းဆုံးကိုလူဒန်းနိုင်ပါတယ်အောက်တိုဘာလ21ရက်နေ့ကတော့နော်ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ဓွာချရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะ22ရက်နေ့ကလည်းနေ့မကောင်းပါဘူး ။ရှောင်းရံအမောင်ကာလကတော့မနက်3:00ည3:00နာရီရနေပြီးတော့မနက်9:00နာရီနဲ့19မိနစ်အတွင်းဟာအမောင်ကာလဖြစ်တယ်လို့ညနေ3:00နာရီရနေပြီးတော့ညနေ4:00နာရီခွဲကလည်းအမောင်ကာလဖြစ်ပါတယ်။အဲ့လိုကာလတွေမှာတော့ကိုကဂရုတစိုက်တဲ့ဟိုအောင်မြင်စီလို့တဲ့ကိစ္စတွေကိုအထူးရှောင်သင့်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ပန်းရောင်ဖြစ်ပါတယ်။အရက်နနာအနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောင်ရက်ဖြစ်ပါတယ်။ ရပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့ပုပ္ပနာတုပ်ပဲဖြစ်ပါတယ်။လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလှူဒန်းနိုင်ပါတယ်။အောက်တိုဘာလ22ရက်နေ့ဗုဒ္ဓဟူးနေ့ရတော့ မြစ်စုယုတ်နဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနယုတ်ရတဲ့နေ့ဖြစ်ပါတယ်။မြစ်စုယုတ်ကကြတော့သူကလူတွေကိုထိကိုက်ပျက်စီးသေဆုံးစေတဲ့ယုတ်ဖြစ်တယ်လို့ကာနယုတ်ကကြတော့လေဆင်းရဲဒုက္ခကိုပေးတဲ့ယုတ်ဖြစ်ပါတယ်။အဲ့တော့အခါမကောင်းပါဘူးနော်။တနေ့တာလုံးအမောင်ကာလဖြစ်ပါတယ်။အဲ့တော့ဗုဒ္ဓဖူးမြေကလည်းအမောင်ကာလဖြစ်တဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့နေ့တည်းမှာမပါပါဘူးရှင်။ဂိယုဒဆိုင်နဲ့နေထိုင်ရမယ့်နေ့ပဲဖြစ်ပါတယ်။ကံဖွင့်လက်ပွင့်စေတဲ့အကြောင်းကတော့ အဝါရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ကတော့အရှိရက်ဖြစ်ပါတယ်ရွှေပွားပူဇော်ရမယ့်ခါတာကတော့သံပုတ်တွေခါတာနဲ့ဒါရဏပရိဖြစ်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစိုးကိုလူတန်းနိုင်ပါတယ်အော်တိုဝါလာ23ရက်နေ့ကတော့ကြောင်းအိမ်တိုက်တာတွေကိုဆောက်လို့နိုင်ရတဲ့သူတိသူသူတိရရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့ဝေပုမာနာရုပ်ရတဲ့နေ့ဖြစ်ပါတယ် ပြောမယ်ဆိုရင်တော့နေရကောင်းတဲ့နေထဲမှာပါပါတယ်အမောင်ကာလကတော့နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအချိန်ကာလမကောင်းပါဘူးအဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စေရဲ့အယောင်ကတော့အဖြူယောင်ဖြစ်ပါတယ်။အရက်မျက်နှာကတော့အနောက်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့24ပစ္စည်းပဋ္ဌာန်းဖြစ်ပါတယ်။ လူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလူဒန်းနိုင်ပါလိမ့်ရှင်။အော်တိုဘာလ24ရက်နေ့ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုံနဲ့ပင်မဆင်းရဲခြင်းကိုဖြစ်စေတဲ့ရက်ခါတာရုပ်ရတဲ့နေ့ဖြစ်ပါတယ်။အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:20ကနေပြီးတော့ညနေ9:00ထိအချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့ တခွားရောင်နှုတ်နှစ်ရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောက်ရက်ဖြစ်ပါတယ်ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်ကွန်ချာဥပနာတုံးနဲ့မြတ်တာတုတ်ကိုပူဇော်သင့်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလူတန်းပေးပါအောက်တိုဘာလ25ရက်နေ့ကတော့စနေနေ့ဖြစ်ပါတယ် အမတယုံနဲ့ချင်းမြမြောက်စားခြင်းခံရတတ်တဲ့အမတယုံနဲ့ပစ္စည်းဥစ္စာတွေကိုကုံဆုံးစေတတ်တဲ့မူတလာယုံရတဲ့နေ့ဖြစ်ပါတယ်။အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်၈နာရီကနေပြီးတော့၈နာရီနဲ့48မိနစ်အတွင်းအချိန်ခါမကောင်းပါဘူး။မနက်9နာရီကနေပြီးတော့မနက်10နာရီနဲ့30မိနစ်အတွင်းအချိန်ခါမကောင်းပါဘူး။အဲ့တော့ဒီလိုကာလတွေမှာကိုက အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုကာလတွေကနော်ရှောင်းတဲ့နေနေထဲမှာပါဝင်ပါတယ်။ကံဖွင့်လက်ပွင့်စေတဲ့အရာကတော့မိကိုရောင်ဖြစ်ပါတယ်အရဲမျက်နာနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရဲဖြစ်ပါတယ်ရွတ်ပွားပူဇော်ရမယ့်ဂါထာကတော့တံပုတ်တွေဂါထာနဲ့ဒါဒနာပရိဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းပေးပါအော်တိုဘာလ26ရက်နေ့အော်တိုဘာလ26ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာ 咖纳雍尼。 တိတ်တိယုတ်ရတဲ့နေ့ဖြစ်ပါတယ်။ကာနယုတ်ကတော့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့ယုတ်ဖြစ်ပြီးတော့တိတ်တိယုတ်ကတော့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့ယုတ်ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့အကောင်းအဆိုးနှမျိုးစလုံးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကိုကြည့်တဲ့အခါမှာအမောင်ကာလက၃ည၃ညနာရီကနေ၃ညနာရီ48မိနစ်တွင်အချိန်အခါမကောင်းပါဘူး။ညနေ၄နာရီ30မိနစ်ကနေပြီးတော့ညနေ6နာရီအတွင်းမှာအချိန်အခါမကောင်းပါဘူးရှင်။ဒီလိုမကောင်းတဲ့အချိန်အခါကိုရှောင်ပြီးတော့ကိုယ့် အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့မနက် ဆယ်နှစ်အလုံးမှာနော်သိတိယုတ်ရထားတဲ့အတွက်အဲ့ဒီကာလမှာတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်နော်လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့ကျမကတော့အဖြူယောင်ကိုညွှန်ပါတယ်။အဖြူယောင်အရက်ညနာနေနဲ့ဆိုလို့ရှိရင်နော်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ်ခါတာကတော့ပရိကြီး၁၃ဖြစ်ပါတယ်။နော်ကျမအနေနဲ့ကတနင်္ဂနွေနေ့တိုင်းမှာကျမကပရိကြီး၁၃ကိုရွတ်စေချင်တယ်ပေါ့နော်ဖြစ်မှန်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်နော်ပရိကြီး၁၃ကိုနော်အပတ်တစ်ပတ်လုံးကိုကနေ့တိုင်းရ ွနိုင်ရင်တော့ပိုကောင်းပါတယ်တကယ်လို့နေတိုင်းမညွနိုင်ဘူးကိုယ့်အတွက်အချိန်ပေးဖို့အခက်ခဲရှိတယ်ဆိုရင်တပတ်မှာတရက်ဆက်တတ်တော့လုံးအောင်ရွေးပွားပူဆော်ပေးပါအဲ့တော့ကျမအနေနဲ့နော်အောက်တိုဘာလ20ရက်နေ့ကနေပြီးတော့26ရက်နေ့အတွင်းမှာဂျိုနေထားရနေ့လိုက်ဆောင်းရရှောင်းရနေလို့တော့ကျမပြောချပြပါပြီဒါအပြင်နော်ဒီလိုကာလမှာဘေးအန္တရာယ်ကင်းကင်းနဲ့နော်ကပ်ဘေးတွေလည်းကိုက ကျော်လွှားနိုင်မယ်ဟလားကိုရဲ့အကုသို့ကံနေကိုနောက်ကိုကတ်နေတဲ့အကုသို့ကံတွေလေကိုကိုအကျိုးမပေးနိုင်မှုအတွက်လှုပ်ဆောင်ရမှာ၄ကိုလေကျမကညဝေခဲ့ပြီးပါပြီအဲ့တော့ချက်တော်သူများအားလုံးကျမကြပါစီချမ်းသာကြပါစီ